အမကမြောက်တကုံမြို့နယ်တခုတည်းရောင်းပေးတာလားတနက်မြို့နယ်တွေရော ရောင်းမပေးတော့ဘူးလားတော့ကျွန်တော်တို့ကတောင်းကလာဘက်မှာလိုချင်တာပါဆိုတဲ့အမျိုးတွေများရှိရင်ဒီဗီဒီယိုလေးကို အပြီးအထိဆက်ကြည့်ပေးပါနော် အခုဒီကျမရောင်းပေးမယ့်အိမ်ကလေးကတောင်းကလာ14နှစ်ရက်ွက်မှာရှိတာပါတန်သူမှာလမ်းမကြီးရဲ့ဒဲပေါက်မှာရှိတာပါတောင်းတိုက်ကလေးပါနော်တကယ်လူတိုင်းကြိုက်တဲ့တောင်းတိုက်ပုံမှာသူက ထူးခြားတာကမျက်နှာချင်းဆိုင်မှာဘောလုံးငွေမဲ့ရှိတဲ့အတွက်လေဝင်လေအတွက်အင်မတန်မှကောင်းတဲ့တိုက်ကလေးဖြစ်ပါတယ်။အဲ့ဒီ14နှစ်ရက်ကွက်ကဒေါင်းတိုက်တွေကအဲ့လို50 40အဲအကျယ်ဝန်းနေပဲဖြစ်ပါတယ်မျက်နှာစာက90ဘက်ကိုလှည့်ထားပါတယ်နောက်ကိုတော့40ဘက်ကိုလှည့်ထားပါတယ်တိုက်က modern classic တိုက်ပါအဖြူရောင်နဲ့အနက်ရောင်အရောင်နှစ်မျိုးကိုကစားပြီးတော့ကြတော့တေချာ အာအာခီအာခီ drawing structure drawing နဲ့တခြားစောက်လို့ရေး company ကိုအပ်ပြီးတော့ကြတော့စောက်နေတဲ့တိုက်ကလေးဖြစ်ပါတယ်။ခြံတကားတဲ့ကိုခြံဝင်းတဲ့ကိုဝင်ဝင်လိုက်ချင်းကားအကြီးတကြီးစာပေါ့နော်လက်ဆက်သို့မဟုတ် Prado လိုမျိုးစိုက်ကြီးတဲ့ကားအိမ်ကြီးကားအကြီးတကြီးစာအာကားကိုတောင်ပါတယ်။နောက်ပြီးတော့အိမ်ထဲကိုဝင်ဝင်လိုက်ချင်းဒီလိုလှေကားလေးပါတယ်ပေါ့နော်လှေကားလေးကပြ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 ကလေးနဲ့နော်အရန်ဟိုက်မြင့်တာကိုပျောက်သွားအောင် လိုအချိုးလေးနဲ့ပေါ့နော်လှလှလေးကစားထားတယ်။လေကားလေးပါတယ်။နောက်အဲ့ဒီလေကားကနေဆက်ဝင်သွားမယ်ဆိုလို့ရှိရင်အေကန်းကျဲကြီးကိုရောက်မယ်။သူက Lazarus Great ကိုစောက်ထားတာဖြစ်တဲ့အတွက်။နောက်ဒီ sofa set ဒီအကောင်းတွေပါထည့်ပေးမယ်။နောက်ကျွန်းပါကေးတွေခင်းထားတယ်။နောက်ဒီအခန်းထဲမှာလည်းသူကဘာတွေရှိလဲဆိုတော့ဒီအေကန်းထဲမှာအာ TV ကွင်းစိုးတွေပေါ့နော်။ TV တင်တဲ့စင်တွေတခါတည်းထည့်ပေးထားတယ်။နောက်ပြီးတော့ကျတော့အဲ့နားလေးမှာပဲဒမင်စာကန်ရှိတယ်။ဒမင်စာအဲဇပွဲတွေထိုင်ကုန်နေလဲတခါတည်းပါပြီးသားဖြစ်တယ်။ဒမင်စာဇပွဲကနေနောက်လေးထဲမှာကျတော့ဒီ common twine လက်ရှိတယ်။အဲ့ဒီ common twine လက်က kitchen ဘက်ကနေဝင်လဲရတယ်။မိဖို့ကြောင်ဘက်ကနေဝင်လဲရတယ်။နောက်သူက ဟာအိမ်ထဲမှာကြတော့အဖြူနဲ့ကျွင်းညိုရောင်နဲ့အယောင်နှမျိုးပဲကစားထားတယ်။အပြင်ကားကြည့်ရင်ကြအဖြူနဲ့အနဲ့ရောင်အယောင်နှမျိုးပဲကစားထားတယ်နော်။အော်ဆိုတော့ကြတော့ဟိုအဖြူရောင်နဲ့ဆိုတော့ကြတော့တော်တော်ကိုဟိုပေါ့နော်အိမ်ကအဆင်မြင့်တယ်လို့ခံစားရစေတယ်ပေါ့နော်။ခုနောက်ပိုင်းတိုက်တည်းကအဖြူရောင်တွေပဲအဲတုံကြတာကများတယ်။ဒါကလေးကတော့ TV ထားတဲ့ TV ကွန်ဆိုးထားတဲ့နေရာလေးပေါ့နော်။ဧကန်နဲ့ အဲကန်းထဲမှာပဲဒီ TV ကြီးတဲ့ဆင်နဲ့အဲကန်းထဲကိုသူကတခါတည်းတွဲထားလိုက်ပြီးတော့ကြတော့ဟောကြဲကြဲလွန်းလွန်းအဲကန်းလေးပါတယ်အဲအဲဆိုတော့အောက်ထပ်မှာကာဒစီထားစရာနေရာနှိကခွင်အဲကန်းသမင်းစာကန်းပုံမွန်တိုင်းလဲရီးဖို့ချာအဲအရာတွေပါတယ်ဒါသမင်းစာကန်းလေးနောက်သမင်းစာကန်းကလည်းတခါတည်းအဲလက်စေးဘေးစင်နေနေပေါ့နော်အာတော်တော်လေးကိုလက်ဇာရီဆက်ဆန်လေးပေါ့နော်အာခန်းခန်းနာနာလေးခံစားရစေတယ် အဲဒါလေးကတမင်စာကန်လေးအသူကပကြီးကားတွေပါတခါတည်းချိန်ထားပြတာပေါ့နော်တခါတည်း ready to move move in ပေါ့နော်တခါတည်းတန်းရွှေလို့ရအောင်ဟိုကလောက်ထားတာဖြစ်တယ်အဲအောက်ကကြတော့ဒီကျမတို့ဟိုဟိုဘာတွေတာရာဆိုတွေခင်းထားတယ်အဲနောက်ပြီးတော့ကြတော့ဒါလကားတော့ kitchen နောက် kitchen ကလည်းအရှိကြီးပဲဟိုက upper cabinet lower cabinet တွေထည့်ထားပြီးပြတာဖြစ်တယ်အဲ kitchen နဲ့ မင်းစားကန်းတဲ့ကိုကွန်မွန်တွိုင်းလက်ကအာကွန်မွန်တွိုင်းလက်ကနော်မြေကြီးတက်မှာကွန်မွန်တွိုင်းလက်တစ်ခုပဲပါအဲ့ကွန်မွန်တွိုင်းလက်ကကစ်ချင်ဘက်ကနေဝင်လဲရတယ်အာမင်းစားကန်းဘက်ကနေလဲဝင်လဲရတယ်သူကအဲ့လိုမျိုးလေးစီစဉ်ထားတယ်နော်ဒီအိမ်လေးကနော်အခုမှဒါလေးက finishing ပေါ့နော်ဟာ finishing နောက်ဆုံးဟောလက်စားတက်နေတာအာကျမဘူဂျီကိုတွားရိုက်တော့သူကလက်စားတက်ဆဲလေးပေါ့နော်ဟာအရန်ကြီးအစင်တင်ကြီးမဖြစ်သေးဘူးလက်စား တတ်ဆဲတပတ်ဆယ်ရက်စာလောက်ကြံနေတယ်အဲအဲ့ဒါလေးတွေလုပ်နေတယ်เนาะဒါလေးတွေက kitchen cabinet အဘ cabinet နဲ့ lower cabinet ကလေးတွေနောက်ပြီးတော့ဒီ common toilet ကလေးအောက်ထပ်မှာ common toilet ကလေးပါတယ်နောက်ပထမတက်ကိုဆက်တက်မယ်ဆိုရင် ပထမတက်မှာကြတော့ဖယားခံဖယားခံတခန်းနဲ့ master အိတ်ခံ၃ခန်းเนาะဖယားခံက ဖျားစင်ပါတယ်။နောက်ဖျားစင်ပါတယ်။နောက်ပြီးတော့ကျတော့အာမာစတာအိတ်ခန်းသုံးခန်းမာစတာအိတ်ခန်းတွေတွေမှာအကုန်လုံးအာရေဘူးရေအေးတွေပါတယ်။ပတ်သက်တော့မပါဘူး။ဒီပထမတက်ကမာစတာခန်းနေတဲ့မှာရေဘူးရေအေးပါတယ်ပတ်သက်မပါဘူး။ပတ်သက်ကအပေါ်ဆုံးတက်ကမာစတာခန်းကျဲတွေမှာပါတယ်။နောက်အဲ့တော့ပထမတက်မှာဖျားခန်းရေ မာစတာသုံးခန်းရေ နောက်ဝရန်တာလည်းရှိသေးတယ်။နောက်ပထမတက်မှာလည်းဝရန်တာ ရန်ဒါလေးရှိတယ်။နောက်အပေါ်ဆုံးတက်မှာကြတော့ master အခန်းကျယ်ကြီးတစ်ခန်းထဲမှာဘတ်သက်ပါတယ်။အဲ့ဘတ်သက်ပါပြီးတော့ကြတော့အပြင်ဘက်မှာကြတော့လာတာဆောင်အကျယ်ကြီးပါတယ်။နောက်အဲ့ဒါကြောင့်သူကနှစ်ထပ်ခွဲ RC လို့ပြောတာ။နော်နှစ်ထပ်ခွဲ RC တိုက်ဖြူရောင်ကြီး။အဲ့တော့ဒီတိုက်ကအာပေါ့နော်တခါတည်းဒါလဲဒါလဲဒါပြန်ရမှုစောက်တဲ့အိမ်မဟုတ်ဘူး။နေဖို့စောက်ထားတဲ့အိမ်။အဲ့ဆိုတော့ကြတော့ ဒီတိုက်ကဒီဒီတောင်းကလာတဲမှာအာနေကျင်တဲ့သူတွေအတွက်ပေါ့နော်သူကအော်တိုတဲဆိုရင်မာစတာအော်တိုတဲစုစုပေါင်း၄ခန်းဖရာခန်းတစ်ခန်းဧခန်းတစ်ခန်းနော်အဲ့လိုမျိုးပါတယ်အဲနောက်ပြီးတော့ကျတော့ဒီအဲ common toilet နဲ့ common toilet နဲ့အဲ ်ထမင်းစားစပွဲနဲ့ဆက်တဲ့နေရာမှာတော့အခန်းသေးလေးတခန်းလေးရှိသေးတယ်။အဲ့နေရာလေးက slogan သုံးလဲရတယ်။ဒါမှမဟုတ် main room လောက်ချင်လဲလုံလို့ရတယ်ပေါ့နော်။ဒါလေးကတော့ဖျားကန်းလေးကိုပြနေတာ။အဲဆိုတော့ကြတော့အဲ့တိုက်ကအဖြူရောင်လေးပေါ့နော်။အာ Lazari Grape ဖြစ်အောင်စောက်ထားတယ်။ကျွန်းပါကေးတွေပဲသုံးထားတယ်။မီးဆိုင်တွေပေါ့နော်။မီးဆိုင်မီးဆိုင်တွေကတော့တော်တော်လေးကိုလှလှကောင်းကောင်းလေးအေးသုံးထားတယ်။ အပေါ်တက်အပေါ်ဆုံးတက်ကမာစတာကကြတော့နှစ်ယောက်ကြည်ကြည်လွန်းလွန်းနေလောက်တယ်ပထမတက်ကမာစတာတွေကတော့တယောက်ပဲနေလောက်မယ်နော်တယောက်ပဲနေလောက်မယ်နော်အခန်းတိုင်းမှာကောင်းတာတွေကအဲ့လိုရေမူရေအေးတွေနော်ရေမူရေအေးတွေပါတစ်ခါတည်းပါပြီးနော်အာတိုင်လက်ရယ်ဟဲ့နော်ဒီဘေးစင်ရယ်အဲအဲ့ဒီရှာဝါရယ်ပေါ့နော်အဲ့ဒါလေးတွေပါတယ်အဲ့တော့ဒီဟာလေးကိုဘယ်ဈေးနဲ့ရောင်းမလဲဆိုတော့သိန်း2000 2000ရှော့တင်ညှိနှိုင်းလို့ရတယ် သိန်း2000 2000เนาะအဲ့တော့ကျတော့ဒါလေးကအာပိုင်ဆိုင်မှုဆိုင်ရွက်စရန်ကလည်းဘယံနာမည်ပေါ့ကိုယ်တိုင်ကရောင်းတာเนาะအရှုပ်ရှင်းအားလုံးကင်းတယ်အယောင်မြေပုံကူပေးမယ်ရောင်းဝယ်နေအားလုံးဆောင်ပေးမယ်ရောင်းဘက်ကလိုအပ်တာရှိတာမှန်တယ်များအားလုံးလုပ်ပေးမယ်အဲဈေးနှုန်းကလည်းညှိနှိုင်းလို့ရတယ်ဂရိတ်ကလည်းအတက်နိုင်ဆုံးဂရိတ်ပြည့်အောင်စောက်ထားတာဖြစ်တယ်เนาะအဲ့ဒါကြောင့်မို့လို့ အာတကယ်လို့ဒီဗီဒီယိုကိုကြည့်နေတဲ့အမျိုးတွေတဲမှာအာဒီလိုမျိုးတောင်းကလာဘက်မှာအာဆင်းသင့်နေလို့ရတဲ့တိုက်ပေါ့နော်တိုက်အဲ2000ကျော်တန်လောက်ရှာနေတဲ့အမျိုးတွေများရှိရင်ကျမတို့ကြည်မြန်မာစံအကျိုးဆောင်ရောက်တကုံ46ရက်ွက်ဘူချိုလန်းကိုဆက်သွယ်လို့ရပါတယ်ရုံးပိတ်ရမရှိပါဘူးဖုန်းနံပါတ်399 46338255 39ကို865 968ကို39ဆက်သွယ်ပြီးတော့လာကြည့်လို့ရပါတယ်။나ယူဝက်လောက်ဖုန်းကြိုဆက်တာနဲ့ကျမတို့အော်မြောင်မြောက်တကုံထဲကကျမတို့ယုံကြည်လာစရာမလိုပဲနဲ့ပေါ့နော်။တောင်ဥကလာမှာချိန်ပြီးတော့ကြတော့ပြပေးပါမယ်။နော်သူကငါဒီအိမ်ကစီပင်ရေရောအဝီစီရေရောရေကနှစ်မျိုးပါတာပါ။မီတာကတော့တစ်လုံးပဲပါတာပါ။အဲဆိုရေကလည်းနှစ်မျိုးရှိတာဖြစ်တဲ့အတွက် အဲရေနဲ့မီးနဲ့ပုံပြန်ကြမလို့ပါဘူးနောက်ပြီးတော့သူကမိုးတွင်းလည်းရေမတက်ပါဘူးเนาะဒီလမ်းကမိုးတွင်းလည်းရေမတက်ပါဘူးအတန်သူမှလမ်းမကြီးဘက်ကိုအဝင်းထွက်လဲနှီးပါတယ်ဝင်လမ်းထွက်လမ်းတာပါတယ်နောက်လမ်းထိပ်ကိုထွက်လိုက်တာ ਨੇ ပေါ့เนาะအာကာမတ်တိုင်တွေเนาะကြံတဲ့လိုရာတွေအားလုံးရှားတဲ့နေရာလေးဖြစ်ပါတယ်အဲ့တော့ကျတော့၁၄နှစ်ရက်ပွဲဆိုရင်အားလုံးသိကြတဲ့အတိုင်းဖြစ်ပါတယ်เนาะနောက်သူ့ရဲ့အာသာချက်ကမြင်းနဲ့ချင်းဆိုင်မှာဘောလုံးကွင်းဖြစ်လို့လင်းဝင်လေးတွေ့ အရန်ကောင်းပါတယ်เนาะအဲ့ဒါကြာတကယ်လို့ပေါ့เนาะတောင်ကလာဘက်မှာနှစ်ထပ်ခွဲအာစီမိသားစု5ယောက်6ယောက်လောက်နေမယ်နှစ်ထပ်ခွဲအာစီတိုက်အစ်စ်ထဲကရှားနေတဲ့မျိုးတွေများရှိရင်ကျမတို့ကြည်မြန်မာစံအကျိုးဆောင်ကိုဆက်သွယ်ပေးဖို့ဒီဗီဒီယိုလေးနဲ့အဲဖိတ်ခေါ်လိုက်ပါတယ်ရှင်အဆုံးထိကြည့်ပေးတာကျေးဇူးများကြီးတင်ပါတယ်အဲလာကြည့်ပြအောင်ကြည်ကြဖို့ဒီဗီဒီယိုလေးနဲ့တိုက်တွန်းလိုက်ပါတယ်ရှင်